။လေရှားနိုင်ငံဘတ်တမ်တောင်းခရိုင်အတွင်းကတာပါမြို့ရဲ့စားတော့ဆိုင်မှာအလုလုတဲ့ဝန်ထမ်းတူဟာဒေတာရင်းကရဲဌာနတစ်ခုကိုအကြမ်းဖက်တိုက်ခိုက်ဖို့ကြံစီခဲ့ပြီးဒါဟာအင်ဒိုနီးရှားနိုင်ငံအတွင်းက IS အဖွဲ့ဝင်တွေနဲ့ပတ်သက်တယ်လို့ယူဆကြောင်းမလေးရှားပြည်တွင်သတင်းစာဖြစ်တဲ့ The Star News ကဖော်ပြခဲ့ပါတယ်။အဆိုပါအကြမ်းဖက်သမားဟာရဲဌာနအဆောက်အဦရှိကဘတ်ကားမှတ်တိုင်မှာရှိတဲ့လောင်စာစီတူလောင်နဲ့စီအနီးကားပေါင်းထောင်ဖို့လာအတန်ကြာကလေးကစီစဉ်မှုတွေပြုလုပ်နေကြောင်းမလေးရှားရဲအဖွဲ့ပြောဆိုမှုကိုကိုးကားပြီးသတင်းဌာနကရေးသားခဲ့တာဖြစ်ပါတယ်။အသက် 32နှစ်အရွယ်ရှိပြီဖြစ်တဲ့အကြက်ဖတ်သမားဟာဘုံလုံးနေကိုအင်တာနက်ကနေလေ့လာတာဖြစ်ပြီးဘုံထောင်ပြီးတာနဲ့ဆီးရီးယားနိုင်ငံနဲ့ထွက်ပြေးဖို့စီစဉ်ထားတဲ့အကြောင်းသတင်းဌာနကဆက်လက်ဖော်ပြထားပါရယ်။ကံကောင်းထောင်းမစွာနဲ့မလေးရှားအကြက်ဖတ်တိုက်ဖြတ်ရေးအဖွဲ့ကအချိန်မီတားဆီးနိုင်ခဲ့ကြောင်းနဲ့အခုလိုဖြစ်ရမျိုးမှာအကြက်ဖတ်တိုက်ဖြတ်ရေးအဖွဲ့ကတားဆီးနိုင်ခဲ့တာဒီနှစ်အတွင်း၅ချိန်ရှိသွားပြီဖြစ်တယ်လို့သတင်းဌာနကဖော်ပြထားပါရယ်။မလေးရှားနိုင်ငံ ဘူကက်အမန်အတန်းဖတ်တိုက်ဖြတ်ရေးဌာနကအတူအဖွဲတစ်ဖွဲမှမလ18ရက်မှဖမ်းဆီးခဲ့တဲ့အဆိုပါအကြံဖက်သမားဟာပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်ကတည်းကအင်ဒိုနီးရှား IS တွေနဲ့အဆက်အသွယ်ရှိခဲ့တယ်လို့ဆိုပါရယ်အခုဖြစ်နေတဲ့ပတ်သက်ပြီးပြည်ရပ်ပြည်နယ်ကအသက်28နှစ်အရွယ်တရိတ်ဆန်ဆရာဝန်တဦးမူလာတန်းပြဆရာတဦးနဲ့ လုံခြုံရေးဝန်ထမ်းနှစ်ဦးတို့ကိုတာဝန်ရှိသူများကဖမ်းဆီးထိန်သိမ်းထားပြီးဆက်လက်စစ်ဆေးမေးမြန်းလျက်ရှိတောင်းတရင်ဌာနကဖော်ပြသွားပါတယ်။အဆိုပါကျန်းဖက်သမားတွေဟာနီရီရှားနိုင်ငံအတွင်းမှာရှိတဲ့ IS အဖွဲ့ဝင်အချို့ရဲ့ကြောထောက်နောက်ခံကိုရယူထားတဲ့မလေးရှားစစ်သည်ကြတွေဖြစ်ကြပြီးဆီးရီးယားနိုင်ငံမှာလည်းအဆက်အသွယ်ရှိတယ်လို့ခိုင်မာစွာယူဆကြောင်းတရင်မှာပါရှိခဲ့ပါတယ်။